မေတ္တာဆိုတဲ့တရားဟာအလွန်တန့်စင်တဲ့အကောင်းတရားဖြစ်တယ်။သို့သောဘာကနေဝင်ပြီးတော့မေတ္တာရအောင်ဆောင်ပြီးတော့လှိစားတတ်တယ်။လောကလူသားတွေဟာဘလို့အလှိစားခံနေရသလဲဆိုတာဒီကျမ်းမှာထင်းထင်းရှားရှားဖော်ပြထားတယ်။ရှင်သူရိုးမှာတရားနှစ်ခုမေတ္တာနဲ့ရာဂ ။ราคะဆိုတာလောဘပဲ။မေတ္တာနဲ့ราคะ။ราคะကလည်းကိုနှစ်သက်ပြီးဆိုလို့ရှိရင်နှစ်သက်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားလိုလားတဲ့။မေတ္တာကလည်းအကျိုးစီးပွားကိုလိုလားတဲ့။အရက်ထဲမှာကြည့်လေမကွဲတော့ဘူး။မေတ္တာမေတ္တာနဲ့သုံးနေတဲ့အရက်ထဲမှာသုံးတာက ကနာရာကပန်ရောစင်ကိုရည်ရပြီးတော့တုံးကနာရာကကိုရည်ရတုံးပြီမယ်လို့လူတွေကကနာလို့မပြောကြဘူးမေတ္တာလို့ပဲပြောကြအေးဘုသူအပေါ်မေတ္တာရှိတယ်ဘယ်ဝအပေါ်မေတ္တာရှိတယ်ဆိုပြီးတော့မေတ္တာဆိုတဲ့စကားလုံးနဲ့တဏ္ဍာကဆိုတဲ့ဒီစကားလုံးတို့ရဲ့ဆောင်ရွက်မှုအတွင်တရံလေးက အန္တမနိကတ်တယ်။နိကတ်တဲ့အတွက်ကြောင့်မေတ္တာအစစ်ကိုရဖို့ရာအတွက်တဏှာရာကမေတ္တာရောဆောင်းဆောင်နေသည့်အတွက်ကြောင့်တခါတရံမေတ္တာအစစ်မဖြစ်ဘဲနဲ့တဏှာရာကကိုမေတ္တာထင်ပြီးတော့အတုကြီးပဲရလိုက်တာတွေများတယ်ပေါ့မေတ္တာဆိုတာအလွန်တန့်စင်နေအေးမြတယ်ကိုယ့်အတွက်မစင်စားဘူးသူ့အတွက်ပဲစင်စားမေတ္တာရဲ့သဘောတရားတဏှာကြတော့အဲ့လိုမဟုတ်ဘူး တစ်ဖက်သားကိုချစ်ခင်တာချင်းတူပေမဲ့လို့ကိုယ့်အတွက်စဉ်းစားလာတယ်စဉ်းစားလာတဲ့နောက်မှာပူလောင်လာတယ်လက်လွတ်ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့သဘောတွေပါလာအဲ့ဒါကတဏ္ဍာကအဲ့ဒါနဲ့ပတ်သက်ပြီးတော့လှည့်စားမှုတွေအကြောင်းကိုရေးတဲ့အခါမေတ္တာယနာမုခေနရာဂောဝင်စေတိ မေတ္တာယနာမုခေနမေတ္တာရှိတယ်အောင်ဆောင်တဲ့အနေအားဖြင့်ရာဂောရာဂတရားကဝင်စေတိစိတ်ကိုလှည့်စားသွားတယ်စိတ်ကိုလှည့်စားရင် ထိုစိတ်ဖြစ်တဲ့ပုဂ္ဂိုလ်လည်းလှည့်စားခံရတယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဘုန်းကြီးတို့တွေမေတ္တာအစစ်ရဖို့အတ္တမကိရိစ္ဆာ မေတ္တာအစစ်မဟုတ်ပဲနဲ့ราคะကိုမေတ္တာထင်ပြီးတော့လက်ခံထားမယ်ဆိုလို့ရှိရင်ราคะကအကုသိုလ်အကုသိုလ်တရားရဲ့တဘာဝကတာဝိဆာအပြည့်ရှိတယ်ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးထုတ်လုပ်တယ်ဒါကအကုသိုလ်ပဲကမေတ္တာဆိုတာတော့အဒေါသ အမုန်းကင်းပြီးတော့ကောင်းကျိုးချမ်းသာအောင်လိုလာတာမေတ္တာအဲ့ဒီမေတ္တာတရားဟာတန့်စင်တယ်မောမြတ်တယ်ကုသိုလ်တရားဖြစ်တယ်ကုသိုလ်မှန်လို့ရှိရင်အနဝိဇ္ဇာအပြစ်ကင်းတယ်ဒုက္ခဝိပါကလက္ခဏာချမ်းသာသောအကျိုးကိုပေးတဲ့အသွင်ပြင်လက္ခဏာရှိတယ်လို့ဆိုဒီတော်ဝတရားနှစ်ခုဟာအကျိုးပေးဆိုဆက်ချင်း အင်တမကွာချားတို့ဆိုလဲအသင်္တရံချင်းကအမတန်မှတူတယ်တူသည့်အတွက်ကြောင့်ရာဂနဲ့မေတ္တာရောထားပြီးတော့မေတ္တာအစစ်ကိုရဖို့အမတန်မှခဲနေရာဂကမေတ္တာရောင်ဆောင်းဆောင်းပြီးတော့လှည့်စားသွားတတ်ပါတယ်တဲ့ဒါပြောတာဒါမို့မေတ္တာဘာဝနာပွားတဲ့အခါမှာ မေတ္တာရဲ့အနိကယံသူဟာဘာလို့လဲလို့ဆိုရင်ရာဂဣန္ဒမတဘာဝချင်းနီးစပ်တယ်မေတ္တာကလည်းတစ်ဖက်သားကိုချစ်ခင်တယ်အကျိုးစီးပွားကိုလိုလားတယ်ရာဂကလည်းတစ်ဖက်သားကိုချစ်ခင်အကျိုးစီးပွားကိုလိုလားတယ်ဒီအချက်လေးမှာစင်စင်လေးဖြစ်နေတယ်ပေါ့စင်စင်လေးဖြစ်နေတော့မေတ္တာနဲ့ရာဂမကွဲပြားတယ်လို့ဖြစ်ပြီးတော့ မေတ္တာလိုလိုမေတ္တာလိုလိုနဲ့တဏှာရာဂဖြစ်သွားတယ်ဒီလိုဆိုလိုတာနော်မေတ္တာဆိုတာအလွန်တန့်စင်တဲ့ဗျမဝိဟာရတရားရာဂဆိုတာအမတမညစ်ထေးတဲ့အကုသိုလ်တရားစိတ်ရဲ့အညစ်တရားအဲ့တော့ဒီရာဂဆိုတဲ့အဆိုးတရားကမေတ္တာရောင်ဆောင်ပြီးတော့လှည့်စားလိုက်တာ ဒါကြောင့်မို့မေတ္တာဘာဝနာပွားတဲ့အခါမှာ advice အကြံပေးထားတာရှိဩဒိတ်တမေတ္တာတူဦးတယောက်ကိုရည်စူးပြီးတော့မေတ္တာပို့မယ်သို့မဟုတ်ဩဒိတ်တပိုင်းခြားပြီးတော့မေတ္တာပို့မယ်ပုဂ္ဂိုလ်တူဦးတယောက်ကိုရွေးတယ်ရွေးပြီးတော့မေတ္တာဘာဝနာအခြေစိုက်တော့မယ်ဆိုတဲ့အခါမှာ ဘယ်ပုဂ္ဂိုလ်မျိုးရွေးရတော့ဆိုကိုနဲ့ခင်မင်းနဲ့ပြည့်ရပုဂ္ဂိုလ်ရွေးရပြည့်ရပုဂ္ဂိုလ်ပေါ်မှာမေတ္တာအခြေတည်ဖို့အမှန်တမ်းမလွယ်တယ်ခင်မင်းနဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာသို့တော့ခင်မင်းနဲ့ပုဂ္ဂိုလ်လို့ဆိုပေမဲ့လို့အမျိုးသားဆိုရင် အမျိုးသားချင်းအမျိုးသမီးဆိုရင်အမျိုးသမီးချင်းနဲ့ရွေးရမယ်တဲ့ လိန်တူတာပဲရွေးရမယ်လိန်မတူတာမရွေးရဘူး။ဘာဖြစ်လို့တုံးဆိုခொဏကရာဂရဲ့အန္တရာယ်အကတ်နေတယ်ပေါ့။မေတ္တာပို့ရင်ပို့ရင်နဲ့ရာဂကဝင်ပြီးတော့ပူးသွားတတ်တယ်။တန်ကြောင့်မေတ္တာဘာဝနာပွားတယ်ဆိုတဲ့အခါမှာဩဒိတရှင်ညွန်းပြီးတော့ပုဂ္ဂိုလ်တဦးတယောက်ကိုပွားတော့မယ်ဆိုရင်အမျိုးသားကအမျိုးသားချင်းပွားရတယ်အမျိုးသမီးက ဟုတ် general ပွားတာတော့ပွားလို့ရတယ်။တဦးတည်းကိုကြည့်ပြီးတော့မေတ္တာတရားကိုတိဆောက်ပြီးဆိုတဲ့အခါမှာမျိုးသားမျိုးသားချင်းမျိုးသမီးမျိုးသမီးချင်းဖြစ်ရ။ဘာဖြစ်လို့တော့အနိကယံသူဖြစ်တဲ့ราကကတ်နေ။ကတ်နေသည့်အတွက်ကြောင့်အလွန်တိမ်မွေးတယ်သူက။အလွန်တိမ်မွေးတော့မေတ္တာကနေပြီးတော့တဏှာရာကဖြစ်သွားတယ်။ကူးပြောင်းမှုအမှန်တမ်းလွယ်တယ်။လှည့်စားသွားလိမ့်မယ်။ လောက်တာကမေတ္တာရတာကရာဂကျေလို့ဖြစ်သွားတယ်အဲဒါကြောင့်မလို့မေတ္တာယနာမုခိနမေတ္တာပြုရမေတ္တာပြုတယ်ဆိုတဲ့ဥဋ္ဌချက်နဲ့မေတ္တာလိုလိုနဲ့ရာဂောရာဂဆိုတဲ့နှစ်သက်တတ်တဲ့တွေ့တာတတ်တဲ့တရားကဝင်စေတိတတ္တဝါတွေကိုလှည့်စားသွားတယ် ောဒုက္ခရောက်သွားနော်မေတ္တာဆိုတာကာမိစန္ဒရီဖြာပါရရီဌိနမိတ်တာရီဥဒ္ဒစ္စကုက္ကုစရီဝိသိကိစ္စရီဆိုရယ်အကုသိုလ်နိဝရဏတွေကိုရှင်းပြီးတော့ထိုအကုသိုလ်နိဝရဏတွေကလွတ်ကင်းတဲ့ဝိဝေကသပိတိဒုက္ခလွတ်ကင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပိတိဒုက္ခနဲ့တမာတိစွမ်းအားနဲ့ရလာတာ ပထမရလာတဲ့ဆံဒုက္ခမရသို့တော်မိတ္တာအစ်စ်မဖြစ်တဲ့အခါကျတော့အဲ့ဒီဆံမရတော့ဘဲနဲ့ကဏ္ဍရာက ဖြစ်ပြီးတော့ပူလောင်မှုတွေပဲရသွားတယ်ဒီလိုဆိုလို့ရဒီတရားနှစ်ခုကအမှန်တမ်းသိမ်မွေ့တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေရွှေဝယ်တဲ့အခါမှာရွှေအစ်စ်နဲ့အတုစိန်ဝယ်တဲ့အခါမှာစိန်အစ်စ်နဲ့အတု အမတမတတိထားရတယ်လို့မေတ္တာဘာဝနာ ပွားပြီဆိုတဲ့အခါမှာမေတ္တာရဲ့အတုဖြစ်တဲ့ราကကိုတတိထားရမယ်လို့ဒီလိုဆိုတာလက်စားသွားပြီးတော့အမားကြီးရသွားလို့ရှင်ကုသိုလ်လုံးလုံးနဲ့အကုသိုလ်ဖြစ်သွားတယ်တာကလှည့်စားမှု38မျိုးတည်းကဒီတစ်ခုလှည့်စားမှုပဲဒါဒါကြောင့်မို့မေတ္တာယနာမုခေနရာဂောဝင်စေတိ မေတ္တာရောင်ဆောင်ပြီးတော့ရာဂလက်စားသွားရတယ်တဲ့အဲ့ဒီလိုလက်စားမခံရအောင်အမြဲတမ်းရာဂဆိုတာကိုတတိထားရမယ်လို့ဒီလိုပြောတာနော်တောက်ဆင်တဲ့တရားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာတစ်ခါတစ်ခါကျတော့လက်တလုံးလေးတွင်ရောနေတတ်တယ်ရောနေတော့ကုသိုလ်လုံးတလုံးလုံးနဲ့အကုသိုလ်ဖြစ်တယ်ဒီလိုတွေဖြစ်တာနော် အကုသိုလ်လုံးတလုံးလုံးနဲ့ကုသိုလ်ဖြစ်ဖို့ကခက်တယ်။ကုသိုလ်လုံးတလုံးလုံးနဲ့အကုသိုလ်ဖြစ်ဖို့ကမတမ်းမနှီးဆက်တယ်။ဘာလို့လဲတော့ပစ္စည်းဝယ်ရင်အစိတ်ရဖို့ကခက်တာလားအတုရဖို့ကခက်တာလားဆိုရင်အစိတ်ရဖို့ကသာခက်တာအတုရဖို့ကလွယ်တယ်။